ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါတော်ရှိလို့ခေါင်းပြအောင်အိပ်ရတယ်ဒါကြောင့်မလို့တက်မလို့အင်အားရှိမှအတိုင်းမီအင်အားရှိမယ်စစ်တမ်းမရှိရင်ဘာဖြစ်သွားမယ်ထင်လေဒီမေကွန်းဟာ190လောက်ကျမတို့နိုင်ငံရေးလောကမှာလူပြောများခဲ့တဲ့မေကွန်းဖြစ်တယ်တချို့ကတော့လေဟာစစ်တမ်းမရှိရင်ဘာဖြစ်သွားမယ်ထင်လေဆိုပြီးတော့ချိန်ချောက်နေကြတယ်ဆိုပြီးတော့ ါစစ်တပ်မုံဒီဝါတာဖြန့်ကြတယ်ဟုတ်ပြီဒီမေကွန်းရဲ့အဖြစ်ကိုတော့ဒီကိစ္စမှာကျမတို့တွေမျက်ဝါးထင်ထင်မြင်တွေ့နေရပြီဖြစ်တယ်စစ်တပ်မရှိရင်ဘာဖြစ်သွားမလဲမေးရင်ဘိုးချုပ်ပြောတဲ့ဖားနိုင်ငံဖြစ်သွားမယ်အဲ့ဒီတမတော်လက်ရှိမှာနိုင်ငံတော်ကလက်နက်ကိုင်ပုံကမ်းမှုတွေကြောင့်တမတော်ရဲ့ထိထုံမှုနယ်မြေအုပ်ချုပ်မှုနယ်မြေတချို့စိုးမုံမှုနယ်မြေတချို့ကိုတောင်းချမ်းသူတွေကြောင့်လက်လွတ်ပေးခဲ့ရတာရှိတယ်နံပါတ်1အမြင်သာထင်သာရှိရင်ပြရရင်အညာဒူဘိုင်း နံပါတ်1လာရှူအခုနောက်တစ်ခုကနန့်ဆန်နော်တဘုံဆိုတာဒီတက်တက်လုံးတိုင်းရင်းသားတွေကရိုးသားပါရဲ့အမိခံပြီးတော့ရိုးသားပါရဲ့ဆိုတဲ့တိုင်းရင်းသားတွေကတက်တက်လုံးတို့တို့လုတ်ခဲ့တာဘိန်းဆိုင်တယ် KDB မာဆက်ဖွင့်မယ်အလောင်းကစားလုပ်မယ်ဒါပေမဲ့တို့တို့တလျှောက်လုံးကျွန်တော်တို့နိုင်ငံတော်မှာနိုင်ငံသားတွေခွင့်ပြုတိုးတက်ရေးအတွက်မလုတ်ခဲ့ပဲနဲ့တလျှောက်လုံးဘိန်းဆိုင်မယ်လက်နက်မောင်းခုကူးမယ်လက်နက်မောင်းခုကူးမယ် နိုင်ငံတော်တရားစာရတွေထုတ်ယူရောင်းချမယ် KTB တွေမှာဆက်တည်လောင်းကစားရုံတွေဖွင့်မယ်ဒါပဲသူတို့လုပ်ခဲ့ကြတယ်ဒါကြောင့်လို့လက်ရှိရှမ်းပြည်နယ်နမ်ဆန်မြို့မှာဆိုလို့ရှိရင်လည်းပဲကျွန်မသတင်းတဘောဖတ်ပြပါမယ်ရှမ်းပြည်နယ်နမ်ဆန်မြို့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလက်ရှိနောက်၁၁နောက်ပိုင်းမှာပေါ့နော်အာတရားဥပဒေစိုးမိုးမှုတွေရော့ရဲလာတဲ့အတွက်ဒီ KTB တွေအစမတည်းများပြားလာပြီးတော့နောက်ကစားရုံတွေများလာပါတယ်ဒါကြောင့်မို့လမ်းဆန်မြို့မှာဘီဘိုးစီဘိုးတဲ့အိဆန်မီယောဂပိုးတွေပြင်းထန်ဖြစ်ပွားမှုတွေများပြားလာပါတယ်တဲ့ဆိုတော့နမ်ဆန်မှာ တိတ်ကိုယူသားပါတယ်ဆိုရတိုင်းတန်လက်နက်ကင်ဖွဲ့လေးတသက်လုံးဘိန်းဆိုင်လက်နက်မောင်ကိုခုလမ်းတိုင်းမောင်ကိုကူလောင်းကစားယုံဖွင့် နိုင်ငံတော်နဲ့နိုင်ငံသားပေါ်တစ်ချိန်လုံးဘယ်တော့မှအကျိုးမပြုခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြီးစိုးရတဲ့အနေမျိုးမှာအိဆိုင်ဘီရောဂါကူးလို့အေးကိုက်နေကြပြီဖြစ်တယ်။ဒီလိုမျိုးပထမဆုံးကြားရတဲ့သတင်းကပထမဆုံးကြားရတာကရခိုင်ပြည်နယ်။ရခိုင်ပြည်နယ်မှာအိဆိုင်ဘီရောဂါတဲ့တွေအတွက်ကုသချက်ဆေးဝါးတွေပြက်လက်နေပါတယ်ဆိုပြီးတော့ရခိုင်တွေအေးကိုက်နေကြတယ်။အေးကိုက်နေတဲ့ရခိုင်တွေတွေကုသချက်ဆေးဝါးမရှိတဲ့အတွက်အိဆိုင်ဘီရောဂါတွေ AID ရဲ့ရောဂါတွေကူးစက်ပြန့်ပွားနေတယ်။အခုတခါရှမ်းပြည်နယ်နန်းစံမြို့မှာလည်းဒီလိုပဲ။နော်အိဆိုင်ဘီရောဂါတွေ AID ရဲ့ယောဂါတွေကူးဆက်ပြန့်ပွားနေပါတယ်ဒါကိုအချိန်မီမထိန်းချုပ်နိုင်ဘူးကျန်းမာရေးအရာမကူတာနိုင်ဘူးဆိုရင်တော့တိတ်ကိုယူသားပါတယ်ဆိုတဲ့တိုင်းရင်သားအထိ HIV ယောဂါကူးဆက်ပြီး AID ရဲ့ယောဂါနဲ့အေးကိုက်ပါလိမ့်မယ်ဒါကြောင့်မလို့စက်တက်မရှိရင်ဘာဖြစ်မလဲမေးရှင် ဘယ်ဟာကိုကိုယ်တိုင်ကဖြည့်တက်နိုင်မယ်လို့ကျွန်မထင်ပါတယ်။နောက်ထပ်တင်လူကူကဇဝေဇဝါဆိုးနော်ဆရာဝန်အမိခံတဲ့လူတက်သမားဒေါက်တာဇဝေဇဝါဆိုးကဘာပြောလဲဆိုတော့မြန်မာပြည်မှာတဲ့ဆီအာနာရှင်စနစ်ချုပ်ငြိမ်းပြီးတော့မြန်မာပြည်မှာဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီတည်ထောင်စုတည်ဆောက်နိုင်တဲ့အထိကျွန်တော်တို့တော်လန်တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့အွန်လိုင်းအားဆောင်ပြည်ပြည်ဝယ်ရန်ပြည်ဒေါက်တာဇဝေဇဝါပြောတယ်။နော်ဆိုတော့ဒီနေရာမှာဒီကပြောချင်တဲ့အချက်က CDN ဆရာဝန်တွေကိုအလုပ်ပြန်ခေါ်မှုလက်ရှိမှာဆိုလို့ရှိရင်ကျမတို့ဒီဘက်အဲတရားဥပဒေကို တယောက်တည်းဆိုမှုမှုပေါင်းတွေမှာနေထိုင်ပြီးတော့နိုင်ငံတော်ရဲ့ ဒီစဲဥပဒေကိုလိုက်နာနေကြတယ်နိုင်ငံသူနိုင်ငံသားတွေက CDN ဆရာဝန်တွေကိုအလုပ်ပြန်ခန့်ပါဘူးတော်တော်စိုးရိမ်နေကြတယ်အဲလက်ရှိမှာတချို့တော့ထွက်ပေါ်နေတဲ့တည်င်းမှာဆိုလို့ရှိရင် CDN ဆရာဝန်တထောင်ကျော်အလုပ်ပြန်ဝင်နေပြီလို့ကြားသိရတယ်ဆိုတော့ဒီ CDN ဆရာဝန်တွေဘယ်လောက်ထိအာခွေးမိကောက်ကြီးတော့ဆိုဖြစ်မလားဇကောလောက်ဆောင်းမနေတဲ့လူတွေဖြစ်မလားအမှန်တကယ်ပဲသူတို့ဘဝကိုသူတို့နောင်တရလို့အမှန်တကယ်ပဲအလုပ်ပြန်ဝင်လာလားဆိုရင်ကျမတို့အသေးသေးချာတာဆန်းစပ်ဖို့လိုတယ်ဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်အခုပြန်ပြီးတော့ CDN တွေပြန်ခေါ်တဲ့ဆရာဝန်တွေအမှန်တကယ်အာကြားရှိနေ င်ကြားသိနေရတဲ့သတင်းတွေကစီလီယံတထောင်ကျော်ဆရာဝန်တထောင်ကျော်ပြန်ပြီးအလုပ်ဝင်နေဆိုရင်လက်ရှိမှာစစ်မှုထမ်းတသားတည်တွေစူးစောင်းနေတယ်စစ်မှုထမ်းတသားတည်တွေအတွက်ရှေ့တန်းစစ်မြေပြင်မှာဒဏ်ရာရစစ်တီးနေပြည်သူစစ်ရွာတွေမှာဒဏ်ရာရနေတဲ့စစ်အဲတီတူစက်တီတက်မိသားစုဝင်တွေအရက်သားတွေကိုကုသဖို့အတွက်အဲ့ဒီ CDN ဆရာဝန်တွေကိုလှုပ်တယ်ပါတယ် သူတပြင်းစစ်စေးယုံနေတက်မတော်စစ်စေးယုံနေပြည်သူစိတ်ရွာတွေနဲ့ရှေကန်စစ်မျက်နာမှာဒဏ်ရာရစစ်တေတွေကိုကူစားဖို့အတွက်နှစ်လတန်ဒီဖြစ်စေ၃လတန်ဒီဖြစ်စေ၄လတန်ဒီဖြစ်စေအဲ့ဒီလိုမျိုးပထမအကောင်အစားခက်ပုံစံမျိုးတောင်ဝထမ်းဆောင်စီပြီးမှတာလေဒီလူတွေရဲ့စိတ်တက်ကိုကျမတို့လက်ခံယူကြည့်ပြီးလို့ရမယ်ဒီပုံစံတိုင်းဆိုရင်တော့เนาะကျွန်တော်တို့က CDN လုတ်လိုက်တယ်အခုပြန်ပြီးတော့ NaN CDN လုတ်ပြီးတော့တာဝန်ပြန်ပြီးထမ်းဆောင်မယ်ဆိုတော့ လွယ်လွယ်ကူကူပေါ့ပေါ့နေပေါ့ပေါ့စားပေါ့ပေါ့တွေးတယ်ပေါ့ပြက်ပြက်လူစားမျိုးတွေတော့ကျွန်တော်တို့မလို့ရှင်ပါဘူးဒီညမှာအဓိကပြောချင်တဲ့အချက်ကနော်အာဒီဇဝေဇဝါဆိုးလို့ CDM ဖွဲ့တွေကအခုပြောတယ်ပေါ့မြန်မာပြည်မှာစစ်တပ်ကအဆင်အနာရှင်စနစ်ချုပ်ငိမ့်ပြီးတော့တနိုင်ငံလုံးမှာသူတို့ Federal Democracy ပြည်တော်စုတီချောင်းနိုင်တဲ့အထိတိုက်ပွဲဝင်သွားမယ်ဆိုရင် online ကနေအာချောင်းပြီးတော့ပြည်ပြည်ဝရမ်းပြည်နိုင်ငံခြားကနေပြီးတော့အာချောင်းမနေဘဲနဲ့လက်ရှိမှာနော်ခရီးပြင်းနဲ့လာကြည့်ပါဒီမိုးဆိုးမှာလာကြည့်ပါနော် ဆေးဘေးဒုက္ခတွေဒီဆေးဝါးရင်ပြက်လက်နေပါရယ်ဆေးဝါးရလည်းမရှိဘူးကိုယ်တမဲ့ဆရာဝန်လည်းမရှိလို့အင်မတန်ခက်ခဲဒုက္ခရောက်နေကြတယ်။နော်အခုပီတီရရှိရဲဆိုရယ်နေမေမှန်သမျှဇကိုင်းတိုင်းတိုင်းလုံးမှာတွားကြည့်ပါအ ਨੇ ဆုံးလူဦးရေ3သိန်းကျော်ဇကိုင်းတိုင်းမှာလူဦးရေ3သိန်းကျော်ဆေးဘေးဒုက္ခတွေကိုခံရနေရယ်ယောဂအနာတရားတွေဖြစ်ပွားနေတယ်ကုသစရာဆေးဝါးမရှိတယ်လို့ကုသပေးမဲ့တက်တည်နားလေတဲ့ဆရာဝန်နေတယ်။ရခိုင်ပြည်နယ်မှာထိုးနီလကဝမ်ပြဝမ်ချော့ယောဂတွေဖြစ်နေတယ်ကုဆက်မြေအရေးပြားယောဂတွေဖြစ်နေတယ်ကရင်ပြည်နယ်မှာဆေးဘေးဒုက္ခတွေတပန်းကျော် ော်ရှိတယ်။အမှန်တကယ်ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုရင်အခုလိုမျိုးနိုင်ငံခြားတိုင်းပြည်တွေတတိယနိုင်ငံတွေမှာပြည်နေမဲ့စားမြန်မာပြည်တဲကိုပြန်လာပြီးတော့ဆေးကုသပေးပါလား။ဆေးကုသမပေးချင်ဘူးလား။ ခမားတို့အကုန်လုံးကိုလည်းပဲအန်လူကြီးကဝေကြီးတွေကိုမြမပြည်ရဲမှာပြန်လာဖို့ခမားတို့အဝေးရောက်အွန်လိုင်းအားချောင်းဆိုးရလို့လို့မရဘူးဆိုပြီးတော့အန်လူကြီးဝေကြီးတွေအကုန်လုံးမြမပြည်ထဲကိုပြန်လာရမယ်ဆိုပြီးခမားတို့အန်လူကြီးတမရလက်ရှိဝါကဖိတ်ခေါ်ထားတယ်။ဒါကြောင့်မလို့ကျမကြီးဝေကြီးဒေါက်တာဇဝေဇဝါဆိုးအနေနဲ့နော်တမရလက်ရှိဝါဖိတ်ခေါ်မှုရပြီးပါကနေပြီးအွန်လိုင်းအားချောင်းပြီးတော့ပြည်ပဝရံပြည်ဘဝနဲ့အားချောင်းနေမှာစခမားတို့စိတ်မီမွေးလိုက်တဲ့အတွက်ခမားတို့မြောက်ပေးတဲ့အတွက်ခမားတို့ PDF တွေရှိရနေမြန်မာမှာစိတ်ပေဒုက္ခကိုသိရတဲ့အတွက်အဲ့ဒီစိတ်ပေဒုက္ခတဲ့ဒီရဲ့ အနာယောဂတွေကုဆတ်နေလက်ရှိမှာသူရင်စိတ်ပိုင်းဆိုင်ရာယောဂတွေနော်ရုပ်ပိုင်းဆိုင်ရာယောဂတွေဖြစ်ပွားနေကြတယ်ခင်ဗျားတို့အမှန်တကယ်ပြည်သူကိုမျက်နာမှုရယ်ဆိုရင်ယခုချိန်မှာပြည်တွင်းကိုပြန်လာပြီးတော့ခင်ဗျားတို့စစ်မီးမွေးရာဒေသမှာစစ်ရဲတပ်ကိုခံရတဲ့ပြည်သူတွေရဲ့ယောဂကိုကုသပေးရမယ့်အချိန်ဖြစ်တယ်နောက်ဆက်တော့တင်ပြဖို့ပြပါမယ်။နှစ်နှစ်တော်ကာလအတွင်းနှစ်နှစ်ကျော်ကာလအတွင်းရခိုင်ပြည်နယ်မှာမြေမြုံမိုင်းနဲ့စစ်ကြံလက်နက်တွေကြောင့်သိမ်းဆုံးတဲ့ရခိုင်ဒေသခံ90ကျော်ရှိပါတယ်။မပူပါနဲ့ မစိုးရင်ကြပါနဲ့မကြောက်ပါနဲ့နောက်ထပ်အနည်းဆုံး10နှစ်အဲ့ဒီလိုသိရအောင်မယ်နောက်ထပ်အခု2025နောက်ထပ်10နှစ်ပေါင်းလို့2035အထိရခိုင်ပြည်နယ်မှာမြှို့ချိုးသွားရင်းနဲ့မြေမြုံမိုင်းနေမီလို့တည်ခြင်းစိုးနဲ့တည်သွားပါတယ် မျှမှာနွားချောင်းသွားရင်လည်းစစ်ကြံလက်နက်ပေါက်ွဲလို့ခြေထောက်ပြတ်သွားပါတယ်ဆိုတဲ့စစ်ကြံလက်နက်နဲ့မြေမြုပ်မှာရဲ့ NDA ဟာအ ਨੇ ဆုံးနောက်10နှစ်15နှစ်နှစ်20အထိလူတို့ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်နေဆိုတဲ့အကြောင်းကိုဂျမထက်ခါထက်ခါထက်ခါခမားတို့ကိုတတိပေးခဲ့တယ်ဒါကြောင့်မို့လို့လေမြေမြုပ်မိုင်းတွေပေါ့အသုံးမပြုကြပါနဲ့เนาะ စစ်ရဲ့နောက်ဆက်တွဲဆိုးကျူးဟာစစ်ပွဲရဲ့အစရဲ့အနောက်ထပ်မှာ10နှစ်ထိအနည်းဆုံးခံရပါတယ်လို့ကျွန်မတို့ကကျွန်မသတိပေးခဲ့ပါတယ်။အခုတော့ကျွန်မသတိပေးတဲ့အတိုင်းပဲရခိုင်မှာအခုနှစ်နှစ်အတွင်းမှာရခိုင်ဒေသခံ90ကျော်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ကြောင့်ပေနေပါပြီ။နောက်ထပ်10နှစ်ထိအနည်းဆုံးနောက်ထပ်10နှစ်ထိရခိုင်အယောက်900လောက်အဲ့ဒီလိုတည်ခြင်းဆိုးနဲ့တည်ရအောင်မယ်။ရခိုင်မာတင်ကမဟုတ်ဘူး။ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်နော်။ ၊ရခိုင်တိုင်း၊မကွေးတိုင်း၊အကြပတ်သမားရှိရာမြန်မာနိုင်ငံမှာလက်နက်ကိုင်ပုံကန်နေတဲ့အကြပတ်သမားရှိရာနေမြေမှာတမျှအဲ့ဒီစစ်ကြံလက်နက်ရဲ့ကြောင့်ပေချင်းစိုးနဲ့ပေတဲ့အန်တီရကိုနောက်ထပ်10နှစ်တိခံရပါလိမ့်မယ်။နောက်ထပ်တဲ့ပကိုးတိုင်းရှိကြံထန်းတပင်မျိုးနဲ့မှာတဲ့။နော်စစ်ပေးဒုက္ခတဲ့ခွတ်2000ကျော်ဟာတနည်းကြော်ကြတဲ့အထိဒုက္ခတဲ့ဘဝနဲ့ထွက်ပြေးတင်းရှောင်နေရပြီးအိုးအိမ်နေဆွန့်ခွာပြီးထွက်ပြေးတင်းရှောင်နေရပါတယ်။ယခုအချိန်ထိမိမိနေရက်ကိုမပြောင်းနိုင်သေးတဲ့အတွက်အင်မတန်မှခက်ခဲကြက်တဲ့ဆင်းရဲဒုက္ခရောက်နေရပါတယ်။ လူခုနှစ်နောင်ကျော်မိမိရဲ့ရက်ရွာမိမိရဲ့အိုးအိမ်တွေကိုစွန့်ပြီးတောဒီတောင်ဒီထဲမှာခြေတလုံးအိမ်လိုက်ဘဝနဲ့တနစ်ကျော်ကြတဲ့အထိထွက်ပြေးတိမ်းရှောင်နေရတယ်။မိုးရာသီဆိုလို့ရှိရင်လည်းမိုးရီရွာလို့ဒုက္ခရောက်တယ်။ဆောင်းရာသီရှားလို့ဒုက္ခရောက်တယ်။နိုရာသီကျတော့အင်မတန်မှပူအိုက်လုံးနဲ့အတွက်နော်ခိုးစရာအိပ်မရှိအဖွဲစရာအဲကုန်းမရှိပန်းကမရှိတိတ်ကိုဆင်းရဲဒုက္ခရောက်ကြတယ်။ခင်ဗျားတို့ဒီလူတွေရဲ့ဘဝကိုဆာနာဖို့တိတ်တယ်။တိတ်တနာဖို့ကောင်းတယ်။ကြားနဲ့ပြည်သူတွေရဲ့ဘဝကိုခင်ဗျားတို့စာနာဖို့လိုတယ်ထက်ထွက်ဖို့လိုတယ်เนาะအခု ဘကိုးတိုင်းအရှိရန်မှာလူ9000ကျော် KNU နဲ့ PDF တွေကနော်ဒီဘကိုးတိုင်းမှာရှိတဲ့ဇယက်ကြီးမြို့မှာတပ်မတော်ရဲ့စစ်စခန်းကိုမြို့သိမ်းတိုက်ပွဲဆိုပြီးလာတိုက်တယ်အဲ့ဒီမှာစစ်ပွဲဖြစ်တဲ့အတွက်အဲ့ဒီနောက်ဆက်တွဲနေတဲ့ဒေသခံ9000ဖျက်ပြင်းတင်းရှောင်ရတာအခုတနစ်ကျော်သွားပြီမိမိအိမ်ရောမပြန်နိုင်သေးပဲနဲ့စစ်ရဲဒုက္ခကိုခံရတယ်ဒီလူတွေရဲ့ဘဝကိုခင်ဗျားတို့စာနာထောက်ထားဖို့လိုအပ်တယ်ဒီသတင်းမှာကြတော့ဟာပြည်သူတွေကိုစစ်တပ်ကဘလို့ဖြစ်လို့ညာလို့ဖြစ်လို့ဆိုပြီးစစ်တပ်မုံတီးဖြန့်ချပြီးတော့ဘကိုးတိုင်းအရှိချမ်း ဒါကဘကိုးတိုင်းအရှိရှံဘကိုးတိုင်းနောက်ချမ်းမှာဒီနေ့ဒီမလ26ရက်နေ့ဖြစ်တယ်ဘကိုးတိုင်းနောက်ချမ်းတဲ့ရင်ဘကိုးတိုင်းနောက်ချမ်းနဲ့တလင်းမျိုးမှာတဲ့စစ်တပ်ရဲ့စစ်ကြောင်းကိုသူတို့တော်လိုင်းရဲ့တပ်ဖွဲ့တွေကခြုံခိုးပြီးတော့မိုင်းဆွဲပြီးတော့ချောင်းမြောင်းပြီးတော့အလစ်ငှက်တိုက်ခိုက်ခံခဲ့ပါတယ်ဆိုပြီးအောင်ပွဲခံကြတယ်အဲ့ဒီနောက်မှာလေဟာစစ်ကောင်စီတပ်သားတွေဗမျက်သေးသွားပြီးငါတို့တော်လိုင်းကြီးအောင်နေပြီးအရေးတော်ပုံအောင်နေပြီးဆိုပြီးပျော်ချတယ် ခင်ဗျားတို့ကတက်မလို့စကန်းကိုသွားပြီးတော့ခင်ဗျားတို့ခြုံကိုပြီးတိုက်တယ်မိုင်းဆွဲပြီးတိုက်တယ်ပျောက်ကြားနီးနဲ့တိုက်တယ်စစ်တပ်ကပြန်ပြစ်တဲ့အခါစစ်ကြီးကအကြီးတဲဖြစ်တော့ဓာတ်တလင်းမှာရှိရနတ်တလင်းပြည်သူတွေတာပေါ်မှာရှိရဒေသခံတွေဒါစိတ်ရဒုက္ခကိုခံရမယ်ဒါကြောင့်မလို့အခုပဲကိုယ်တိုင်အရှိချမ်းမှလူ9000ကျော်တနည်းကျော်ရှားတဲ့အထိအိုးအိမ်ဆုံးခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့အခုနတ်တလင်းမှာအဲ့ဒီလိုစစ်မွေးတယ်ဆိုရင်လည်းဘကိုးတိုင်အနောက်ချမ်းကဒေသခံပြည်သူတွေဟာအဲ့ဒီလိုပဲအိုးမဲ့အိမ်မဲ့ဘဝနဲ့ထွက်ပြေးတိမ်းရှော ောင်ရနိုင်မယ်။ဒီလိုမျိုးနောက်ဆက်တွဲအကျိုးဆက်ကိုမကြည့်ဘဲနဲ့เนาะရည်ရှိကိုမကြည့်ဘဲနဲ့မျက်စိတဆုံးမကြည့်ဘဲနဲ့မျက်တောင်တဆုံးပဲကြည့်တတ်တဲ့အုံနောက်တီနဲ့စစ်မီမွှေးပါနဲ့စစ်ကိုလက်ရမခေါ်ပါနဲ့စစ်ကိုခေါ်ရင်စစ်ကလာပါတယ်။ကျွန်မသတိပေးပါတယ်စစ်ကိုခေါ်ရင်စစ်ကလာပါတယ်။ဘကိုးတိုင်းအနောက်ချမ်းကပြည်သူတွေကိုဘကိုးတိုင်းရှေ့ချမ်းကပြည်သူတွေကဲ့သို့စစ်ရဲတန်းကိုမခံစားစေခြင်းဘူးဆိုရင်ခမည်းတော်စစ်မီမွှေးပါနဲ့နောက်တစ်ခုကရန်ကုန်တိုင်းကရှိရတဲ့ အဖွဲ့ဝင်23ပါဝင်တဲ့ရန်ကုန်ဖက်ဒရယ်ယူနစ်အတွင်းကုပြောင်းရေးကာလဖွဲ့စည်းပုံခြေချောင်းဥပဒေမူကြမ်းကိုရေးဆွဲနေပါတယ်ဆိုပြီးတော့ရန်ကုန်တိုင်းလွှတ်တော်ဆိုပြီးတော့เนาะရန်ကုန်တိုင်းလွှတ်တော်ဆိုပြီးတော့အာဏာယူနေတဲ့ CRP ကသူတို့ကြီးညာသွားတယ်အဖွဲ့ဝင်23ပါဝင်တဲ့ရန်ကုန်ဖက်ဒရယ်ယူနစ်အတွင်းကုပြောင်းရေးကာလဖွဲ့စည်းပုံခြေချောင်းဥပဒေမူကြမ်းရေးဆွဲနေကြတယ်ဆိုတော့ခင်ဗျားတို့နှစ်ချက်ပဲမိတယ်အခုခင်ဗျားတို့ကရန်ကုန်ဖက်ဒရယ်ယူနစ်လို့ပြောတယ်အဲ့ဒီမှာရှစ်အစ ဇဂိုင်းဖက်ဒရယ်ယူနစ်ဘာဖြစ်သွားတယ်လဲအဲ့ဒီဇဂိုင်းဖက်ဒရယ်ယူနစ်ဆိုတဲ့နောက်မှာဇဂိုင်းတိုင်းကလူတွေဘယ်လောက်ထိအေဂျင့်တာရဖွင့်ပြတိုးတက်နေကြတယ်လဲလက်ရှိမှာဇဂိုင်းဖက်ဒရယ်ယူနစ်ကြောင့်ဇဂိုင်းကရှိတဲ့ဒေတာခန့်တွေဘယ်လိုဘဝကိုရောက်နေတယ်လဲအခုလက်ရှိမှာလည်းရောက်နေမယ်နောက်ထပ်နောက်ထပ် အနည်းဆုံး9နှစ်နောက်ထပ်အနည်းဆုံး10နှစ်အဲ့ဒီစကိုင်းဖက်ဒရယ်ယူနစ်ကြောင့်စကိုင်းတိုင်းမှာရှိတဲ့ဒေသခံတွေနောက်10နှစ်အဲ့ဒီဒေသခံတွေရဲ့သားသမီးတွေအနာဂတ်ဘာဖြစ်သွားမလဲခမားတို့ထမင်းစားပြီးကြီးတဲ့ဆိုရင်မိမိတို့ရဲ့အသိဉာဏ်ကို အုံနောက်ကိုအသုံးချတတ်ရမယ်။ ရှေ့မှာမျက်မြင်ကိုတွေ့စကိုင်းဖက်ဒရယ်ယူနစ်ဆိုပြီးအာနာယူပြီးခမားတို့နိုင်ငံတော်ကိုပုံကန်မှုကြောင့်တတိုင်းလုံးပြကြအနာကက်တွေဘဝတွေပြက်နေတာတောင်မှအုံနောက်ညာအတိညာသင်္ကန်းဆောင်မယူတတ်ဖဲနေအခုရန်ကုန်ဖက်ဒရယ်ယူနစ်ဆိုလို့ရှိရင်ရန်ကုန်ကလူတွေလည်းပဲအဲ့ဒီလိုမျိုးပဲမီးလောင်ပြကြအနာကက်မဲ့တဲ့ဘဝရောက်နေမယ်နောက်တစ်ခု အတင်ကိုပြောင်းရေးကာလာ ခဏလိုပြောတဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပေါ်ခြေခံဦးပြီအဲ့ဒီလိုပဲပထမဆုံးခဏလိုပြောလိုက်တာအသွင်ကူးပြောင်းရေးကာလဂျားကာလအဲကရင်နေပြည်ဂျားကာလအုပ်ချုပ်ရေးကောင်စီဆိုပြီးရောကရားပြည်နယ်ကိုခင်ဗျားတို့ဂျားကာလအုပ်ချုပ်ရေးကောင်စီလုတ်လိုက်တယ်ကရားတပြည်နယ်လုံးဝ80ရာခိုင်နှုန်းစစ်ကြောပျက်စီးသွားပြီးတော့ကရားတပြည်နယ်လုံးမှာရှိတဲ့လူဦးရေရဲ့အနည်းဆုံး85ရာခိုင်နှုန်းမှာစစ်ရဲတန်ကိုခါးစည်းခံပြီးစစ်ပေးဒုက္ခတဲ့ဘဝမှာစိတ်ရဲဒုက္ခမျိုးစုံခံစားနေရတယ်ဒါခင်ဗျားတို့ကိုယ်တိုင်အမြင် င်ကိုလေဒီလိုမျိုးဒုက္ခအတိရောက်နေတာကိုတန်ခမ်းဆောင်မယူတတ်ဖဲနဲ့ရန်ကုန်ကိုစစ်မီထပ်ပြီးမှုရဲဆိုရင်ခမားတူလောင်မိုက်တွင်းနဲ့နေတဲ့အကောင်လေးဒီကဘာမှမမွေးသေးဘူးလို့ပဲကျွန်မပြောချင်ပါတယ် အခုနောက်ဆုံးပြောပြပေးမယ့်အကြောင်းအရာကဘင်းနေကိုပြန်ခေါ်မယ် NASA ကဆိုရ။ကျမဒီမနေ့25ရက်နေ့ကနော်ဘင်းလီတွေကိုနောက်26ခုနေ့မှာရခိုင်ပြည်နယ်ကိုဘင်းကလေးတန်းချော်ပြန်ပို့မယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောခဲ့တယ်။ပြောခဲ့တဲ့အခါကျတော့အဲ့ဒီမှာရခိုင်တတော် AA မိခန်အခြားဘက်ဘက်သည်ဒီဘင်းကလေးတွေကိုအလုံးရင်းနဲ့ပြန်ခေါ်ရမှာကိုနော်တခွန်းတာပါရမှာကန့်ကွက်ချက်မရှိပဲနဲ့နော်အမှန်တကယ်ဆိုရင်ကျွန်တော်တို့ရခိုင်ပြည်နယ်မှာကျွန်တော်တို့ရခိုင်လူမှုတွေဒီလိုမျိုးတော့ဒုက္ခခက်ခဲရောဆိုင်နေရတယ်ကိုကျွန်တော်တို့ရခိုင်ပြည် ြည်သူလူထုကိုတော့ကျွန်တော်တို့မကူညီမကဲဆဲတိုင်းပေးနိုင်ပဲနဲ့ဒီဘင်္ဂလီတီကိုပြန်မခေါ်နိုင်သေးဘူးဆိုတဲ့စကားကိုထုံးပြန်နိုင်ပါဇက်ကပြောရမယ်။ဒါပေမဲ့အေအေကိုရခိုင်မှာရှိတဲ့တခြားသောနိုင်ငံရေးပါတီတွေတော့နှုတ်ပိတ်နေကြတယ်။ဒီအကြောင်းအရာကိုကျွန်မပြောတဲ့အခါကျတော့ဟုတ်ပြီရခိုင်ကမပြောဘူးဆိုတော့နင်တို့စစ်တပ်ကကောဆိုပြီးတော့တုံ့ပြန်မှုတွေကြရတယ်။နာဇာကအစိုးရကဘင်္ဂလီတီကိုပြန်ခေါ်မယ်။ ဘင်္ဂလားရင်ကိုထွက်ပြေးတိမ်းရှောင်သွားတဲ့ဘင်္ဂလီတွေကိုနာဆာကအစိုးရကပြန်ပြီးတော့မြန်မာပြည်ကိုပြန်ခေါ်မယ်ပြန်လည်နေရာချထားပေးမယ်အဲ့ဒီအတွက်လည်းပဲเนาะကျွန်တော်တို့ဒီအပီပီဆိုင်ရာပူပောင်းဆောင်ရည်ဝင်ကြီးเนาะအပီပီဆိုင်ရာပူပောင်းဆောင်ရည်ဝင်ကြီးဥကုကိုလိုင်းတို့ကိုယ်စားလှယ်ဖွဲ့ကြီးဘင်္ဂလားတွေဒုက္ခသည်စခန်းကိုကိုယ်တိုင်သွားရောက်ကြည့်ရှုပြီးတော့เนาะနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့တာလည်းရှိတယ်ဒါပေမဲ့ကျွန်မတို့မှာစီကံတတ်မှတ်ချက်ပေါင်းရှိတယ် မတို့ထောက်ခံတဲ့နာသာကအစိုးရမှာစီကံတတ်မှတ်ချက်ပေါင်ရှိတယ်။အဲ့ဒါပါလဲဆိုတော့1980နဲ့နိုင်ငံသားဥပဒေနဲ့စစ်စစ်ပြီးမှသာလက်ခံနိုင်မယ်။ထပ်ပြီးပြောမယ်။1980နဲ့နိုင်ငံသားဥပဒေနဲ့စစ်စစ်ပြီးတော့မှသာလေမြန်မာပြည်တဲကိုပြန်ပြီးခေါ်နိုင်မယ်။လက်ခံပေးနိုင်မယ်1980နဲ့ဥပဒေပေါင်းအတွင်းမှာအကျုံးဝင်တဲ့သူတွေကိုသာအကျုံးဝင်တဲ့သူတွေကကိုသာကျမတို့လက်ခံနိုင်မယ် 1980年ဥပဒေရဲ့80年နိုင်ငံသားဥပဒေရဲ့အနှစ်သာရသည်နိုင်ငံသားနှင့်နိုင်ငံခြားသားဟူ၍ခွဲခြားထားသည်ဒီလိုမျိုးကျမတို့မြန်မာနိုင်ငံမှာเนาะဘင်္ဂလားဒေ့ရှ်တို့လူ့ရေးအစမတန်ပေါက်ပွဲနေတဲ့နိုင်ငံ တရုတ်လိုမျိုးလူကြီးကဘာအများအများဆုံးနိုင်ငံအိန္ဒိယလိုမျိုးကဘာမှာလူကြီးအများဆုံးနိုင်ငံဒီလိုနိုင်ငံကြီးတွေကြားထဲမှာကျမတို့နိုင်ငံမှာမြန်မာနိုင်ငံမှာလူသားလှိုင်းလုံးနဲ့ကျူးကျော်ချဲဆိုတဲ့အန္တရာယ်ကိုကာကွယ်ဖို့အတွက်1980နိုင်ငံသားဥပဒေသည်မဟာတတိုင်းကြီးဖြစ်တယ်။ဒါကြောင့်မို့လို့1980နိုင်ငံသားဥပဒေနဲ့စစ်စစ်ပြီးမှသာလက်ခံနိုင်တယ်။ဒါပေမဲ့တစ်ဖက်ကအန်ယူဂျီကြတော့ဘာဖြစ်ရော ဘင်္ဂလီတွေကိုဝယ်တဲ့နိုင်ငံသားဖြစ်လို့မရအောင်ကန့်သက်ချုပ်နှောင်ထားတဲ့ဘင်္ဂလီတွေအတွက်အနောက်ရှက်ဖြစ်နေတဲ့1980年နိုင်ငံသားဥပဒေကိုကျွန်တော်တို့အန်နူဂျီကဖျက်သိမ်းလိုက်ပါပြီ။ကျွန်တော်တို့အန်နူဂျီတော်လန်ရေးအောင်မြင်ပြီးຫນွေဦးတော်လန်ရေးအောင်တဲ့အခါမှာအရေးတော်ပုံအောင်တဲ့အခါမှာ80年နိုင်ငံသားဥပဒေကိုဖျက်သိမ်းပြီးတော့ဘင်္ဂလီတွေကိုဘိုဟင်ဂျာအမည်နဲ့တိုင်းရင်းသားဖြစ်သတ်မှတ်ပေးပါမယ်ဆိုပြီးတော့ကျမတို့တမျိုးသားလုံးကိုတစ်စားဖောက်ခဲ့တယ်။ဆိုတော့အန်နူဂျီက ရှေ့ဆက်နေနိုင်ငံသားဥပဒေကိုဖျက်သိမ်းလိုက်ပြီဆိုတော့အန်ယူဂျီပြည်သူ့ကိုယ်သူမြန်မာနိုင်ငံရဲ့ပြည်ထောင်စုအစိုးရအဖြစ်သတ်မှတ်တယ်ဆိုရင်အန်ယူဂျီရဲ့လက်အောက်မှာအေအေရရှိရမယ်။ဒါဆိုရင်အေအေကလည်းရှေ့ဆက်နေနိုင်ငံသားဥပဒေကိုဖျက်သိမ်းလိုက်ပြီဆိုရင်ခမည်းတော်ဘယ်လိုစီးမြန်သမားချတင်နဲ့ဘင်္ဂလီကိုပြန်ပြီးလက်ခံမလဲ။မြန်မီတလောက်စဉ်းစားပါ။ကျမကလူလူမေးတဲ့အတွက်ခမားတို့လူလူပြန်ဖြေခဲ့ပါ။ခမားတို့အုံနောက်အတိညာဘာလို့ရှိတယ်လဲ။ကျမစောင့်ကြည့်ပါဦးမယ်။